မင်္ဂလာပါ AKG Channel မှာကြိုဆိုပါရစေဒီတစ်ခါအစ်စ်စမ်းလေးဖြစ်သွားအောင်မိုးရသည်ခီးသွွားမှတ်တမ်းလေးတစ်ခုကိုကြီးဖြတ်တင်ဆက်လိုက်ပါရစေမိုးအေးအေးနဲ့တော်ခီးထွက်လာပါရစေဒီခီးကတော့သင်တို့လည်းရောက်ပြမှာပါချက်ဒီကိုတောင်တော်ဘောကိုတောင်တက်ကားနဲ့ထွက်လာတာပါငငယ်ကတော့ဒီနေရာကိုကေမိုးစကန်းလို့ခေါ်ဆိုပါရစေ ျွန်တော်ငယ်ဘွားကိုပြန်ရောက်သွားပါတယ်။အဲ့ဒီတုန်းကဒီကမွန်းစကမ်းမှာတောင်ကြရီကြီးချိုးလို့ရပါတယ်။ဒီရီမူးချိုးတန်းစင်ကြားတော့ပြီးမှတောင်တော်ဘော်ကိုခြေလျင်တက်ကြရပါတယ်။အခုလေခြေလျင်တက်လို့ရတဲ့လမ်းရှိသေးတယ်လို့ပြောပါတယ်။အခုတောင်တက်ကစားထွက်ခြင်းဟာ၄နာရီရှိပါပြီ။ညနေ၄နာရီတိတိဖြစ်ပါတယ်။ ဒီကားပေါ်မှာတော့ခရီးသည်20အစိတ်လောက်ပဲပါပါတယ်။မူးကလည်းရွာထားတာမူခီးသွားအလွန်နှဲပါလေ။အခုဒေသခံတွေအများအပြားကားပေါ်မှာပါလာပါလေ။ဒေသခံဆိုတာကတော့ဥပဇင်းတွေနဲ့၄၀တွေပဲဖြစ်ပါတယ်။ကားပေါ်ကနေဘိုးတောင်နှမ်းကြီးတွေကိုတန်းမြော်ကြည့်တဲ့အခါ ယူကိုတွေဝေနေတာကိုတွေ့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းချမ်းနေပါပြီတရရိတ်နဲ့တောင်တန်းကြီးတွေအပေါ်ဖြတ်ကျော်နေတာပါတောင်ကြီးပေါ်အောက်ဆိုတဲ့စာသားလေးကိုအမှတ်ရမိပါသေးတယ်။တက်ကြီးဦးဖရာကူကြီးကိုကျွန်တော်ခဏခဏရောက်ပါတယ်။ ီခီးစဉ်ကိုဘယ်တော့မှလည်းရိုးရီမသွားခဲ့ပါဘူးတောင်တက်ကားတွေဂေးပဲရထားတွေပေါ်လာတော့လူကြီးတွေအတွက်လည်းအလွန်ကောင်းပါတယ်လက်သက်တန့်ခြင်းနဲ့လေကောင်းလေတန့်ကိုချူရှိုက်ခြင်းပါတယ်စိမ့်ရောင်စိုးနေတဲ့ ရင်ခွင်းကြီးကိုလည်းတဝကြီးမြင်ချင်း တွေ့ကြပါတယ်တဘာဝတရားကြီးရဲ့အလှပတွေဟာတဘာဝကပေးထားတဲ့လက်ဆောင်တွေလို့ကျွန်တော်ယူဆပါတယ်ဒီလက်ဆောင်အလှပတွေကိုကျွန်တော်မျှဝေကြပါတယ်လွန်ခဲ့တဲ့လီလာကန်းကကျွန်တော်ဒီကြည်ဒီယိုတော်တော်များကိုတက်ခဲ့ပါသေးတယ် ခုလိုမိုးကောင်းတဲ့မိုးရာသီခီးစဉ်နဲ့တော့အကွာကြီးကွာနေမှာသိကြပါရဲ့ငငယ်ကခြေရင်တက်ခဲ့တဲ့ခီးလေးကိုလည်းပြန်အမှတ်ရပါတယ်။တပြိုတပါးနဲ့တစ်ဖွဲနဲ့တစ်ဖွဲနှုတ်ဆက်ကြနောက်ပြောင်ကြအလွန်ကြည်နူးစရာကောင်းပါတယ်။ တောင်တက်ကားဟာအခုဒီနေရာမှာခိတရန်နာနေပါတယ်။အပေါ်ကဆင်းလာတဲ့ကားကိုဖောင်းရတယ်လို့ပြောပါတယ်။ရတိတောင်ကိုရောက်နေပြီလို့ထင်ပါတယ်။အခုတောင်တက်ကားခီးစဉ်ဂိတ်ဆုံးကိုရောက်ပါပြီ။အထမ်းသမားတွေကစီးကြုံနေပါတယ်။ ိုးရွေကောင်းနေလို့လားမသိအနီးနားကဈေးဆိုင်တွေပိတ်ထားပါဗျ။ကျွန်တော်တို့တဲခုရဲ့နေရာကမြင်ကွင်းလေးတစ်ချို့ကိုလက်ကူးထားပါဗျ။အဝေးကလမ်းမြင်ရတယ်လို့ပဲအခုဒီတောင်ပေါ်မှာလည်းမြူးတွေအုံမိုင်းနေပါဗျ။တိုက်ခုဟိုတယ်ကြီးကနေကျွန်တော်ရိုက်ကူးထားတာပါ။နောက်မနေ့6နိုင်ကြမှာကျွန်တော်တို့စံတော်ရှင်စက်ကြီးဦးဖျားကိုသွားရောက်ဦးတိုက်ပါဗျ။ ကြောက်တမန်စီဒီဖြစ်ပါတယ်။တမန်ဦးနဲ့တူတဲ့ကြောက်တုံးကြီးပေါ်မှာတည်ထားတယ်လို့ငငယ်ကကြားဘူးပါတယ်။ ဒုချက်တိဆောက်ထားတဲ့ခင်မီအဆောက်အဦတွေကြားမှာတဘာဝကြောက်တုံးကြောက်ခင်းလေးကိုအနည်းငယ်မြင်တွေ့နေရပါသေးတယ်သောဒီတာကတကြောင်ယူတွေဆိုင်နေတာကတကြောင်အလုံးဟာမှုန်မှိုင်းနေပါတယ် ရင်းနှီးတော်ဖို့ကိုရောက်နေပါပြီ။သွန်တော်ဘွယ်ရောက်တဲ့အချိန်လေးပါ။မုတ်ချိုးတော်လမ်းကလေးကိုကျွန်တော်လမ်းညွှန်ကြည့်ပါရစေ။ကျွန်တော်တို့ဖျားဖူးပါပြီ။ ွန်ရေချမ်းစီမီဆက်ကပ်လို့ရပြီမယ်ရှင်တင်ငန်းကပ်လို့မရခဲ့ပါဘူးလေးတွေတိုက်နေပါတယ် မူးလည်းတဖြည်းဖြည်းရွာကျလာပါတယ်တတိယဇေဒီတော်ကြီးရဲ့ပတ်ဝန်းကျင်ကိုကျွန်တော်ရားသလောက်ကြီးဗီဒီယိုမှတ်တမ်းရကူခဲ့ပါတယ် ကြီးကန်းပါဇက်စီကိုသွားတဲ့လမ်းလေးကိုလည်းသွားရောက်ငင်းမြော်ကြည့်ခဲ့ပါသေးတယ်။လက်တောင်ဆိုတဲ့နေရာလေးပါကျွန်တော်အရင်ကတရားတိုင်ပတိစိတ်တဲ့နေရာလေးဖြစ်ပါတယ်။အခုကတစောင်းထဲမှာတော့ဖျားဘူးတွေကိုအခုလိုငင်းကက်သွားပြင်မြင်ရပါတယ်။ မူးကစားစားပူမူရွာသွန်းလာပါတယ် မိုးရေရွာကောင်းတဲ့မိုးရသည်ဖရာဘော်ကညင်ခွင်းလေးဟာအထူးစမ်းလေးပါပဲကျွန်တော်တို့လည်းတဲခုကံကိုပြန်ဆင်းပါပြီ။ ရမောပွဲ၊ကျင်းနူးပွဲ၊ရင်ခွင်းလေးတချို့ကိုလည်းရပ်ကူးခဲ့ပါသေးတယ်။အပြန်ခီးကြမှာပဲဒီမြတ်စေတီကိုအတိထားမိပါတယ်။ကျွန်တော်တို့ကားကြီးကိုရောက်ပါပြီ ိုးရေနေထဲမှာပဲကျွန်တော်တို့ကားစီးပြီးပြန်ခဲ့ကြပါပြီ။ဖျားဘူးဖွဲ့ရာသူ့အုပ်စုနဲ့သူကြော်တပါလိုက်ပါစီးနေလာတာကိုတွေ့ရပါတယ်။ ဖုန်းကင်မရာနဲ့လည်းပတ်ဝန်းကျင်ကိုကျွန်တော်တို့လည်းမှတ်တမ်းရယူနေပါတယ်သင်္ကန်းဆိုပြီးနေတဲ့ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်ဟာကျွန်တော်အတွက်တော့စိတ်သက်သာအသည့်အသည့်တွေကိုဒူးွားစေပါတယ် မျိုးသားပညာဝန်ဥဖိုးကြားရဲ့ဖျားမှုသွားခြင်းစောင်းပါလူကိုလည်းပြန်ကြည့်ရပါတယ်။သူတို့တငယ်ချင်းတတိုက်တက်ပြူဖျားမှုသွားခဲ့ကြပါတယ်။ဒီမှာသူက လူ क्वे ပြီးတန်နေခဲ့ပါတယ်။နာမကျန်းဖြစ်ပြီးအခုညီလိုနေတဲ့မိသားစုတစုကိုသူကထဲထဲဝင်ဝင်ကူညီခွင့်ရခဲ့ပါတယ်။ဒီတကယ်ကြီးလေးကိုအလေတန်းကျောင်းသားဘွားကဖတ်ခဲ့ရတာပါ။ ကျွန်တော်တို့စံနမူနာထားရမယ်ဝိထုဆောင်ပါလေးတစ်ပုဒ်ဖြစ်ပါတယ်။အတိတ်ပဲရှိတဲ့လောရက်တွေကိုကျွန်တော်တို့နိုင်တလောက်လုပ်ရပါမယ်။လူသားစံတဲ့စိတ်ဓာတ်ဟာအင်မတန်မုံမြတ်ပါတယ်။အပြန်ခီးမှာတော့ကျွန်တော်အမျိုးသားပညာဝန်ဦးဖိုးကြောက်ကို အမှတ်ရနေမိပါတော့တယ်။ဒီမှာရှိတဲ့ကျွန်တော်တင်ခြင်းကတော့ ဂုံတော်ပွားနေတာကို တွေ့ရပါတယ်။ရန်ခီကြီးမှာပဲရာတူဥတုကတဖြည်းဖြည်းတာယာလာပါတယ်။တဲ့ရောင်ဆိုနေတဲ့တောင်တန်းကြီးတွေကိုကျွန်တော်တို့ကြောခိုင်းပြန်လာကြပါပြီ။ဖျားလဲဖူးလက်ဦးလဲတူးဆိုတဲ့အစိုးလေးကိုအမှတ်ရမိလို့

ီဗီဒီယိုလေးကိုလည်းအဆုံးသတ်ရပါတော့မယ်။ဘုရားဘူးခီးစဉ်ဆိုတော့ရဗုဒ္ဓရဲ့အဆုံးအမတွေကိုလည်းအမှတ်ရမိနေပါသေးတယ်။တူနဲ့တူမိတ္တထားကြဘူးရဗုဒ္ဓကတွင်တင်ဆုံးမခဲ့ပါတယ်အခုလေကျွန်တော်ကတူနဲ့တူမိတ္တထားကြဘူး ထပ်မံတိုက်တွန်းလို့ဆိုပါရယ်အခုတော့ဒီများနဲ့ရန်နာလိုက်ပါရယ်ပြင်လန်းချက်မြေကြပါစေ